ျွန်တော်မန်လေး Academy မှာနွေရာသီဘောလုံးတင်တဲ့မှာကျွန်တော်အဲ့မှာသွားပြီးတော့ကလေးတို့သွားတင်ပြီးနေရပါတော့။ကလေးတွေကိုကျွန်တော်ကလည်းလွတ်တက်နေရဆွဲထုတ်ပြီးတော့လုတ်ပြီးနေရ။ဒါပေမဲ့စိတ်ထဲမှာကျတော့တမျိုးဖြစ်နေရ။အမားတွေတိုက်ကကျတော့ညီမလေးနဲ့တော်နေရကျတော့အဲ့ထက်မှပြီပြီးဆုံးသွားတယ်။အင်းကတော့ကျွန်တော်ဒီဘက်ကတည်းကပြိုတာပေါ့နှလုံး။ခက်တော့ခက်ခဲတာပေါ့ကွယ်။ဘာလို့ဆိုတော့အခုတော့မှဟိုအိမ်ဖြတ်ဖို့တော့မှဟိုမေးတာပေါ့နော်။ဒီအိမ်မျိုးဖြူချလို့တော့မှ ဟိုတနေ့ကမေးတော့ကြတော့သိန်း30ဆိုလားမသိဘူးဒါပေမဲ့ပြန်ဆောင်ရအောင်လည်းပူကုန်ပါလေအဲအကြောင်းကျွန်တော်တို့ကခဏလေးနားနေပြီးတော့တဖြည်းဖြည်းနဲ့မှစဉ်းစားပြီးသွားဖို့တိုင်ပင်ထားတာအမေနဲ့အမေရောနဲ့ဟောအခုလက်ရှိကတော့ကျွန်တော်ကအဲအပြင်ကျောင်းပါဗောနော်ဘောလုံးနဲ့ပတ်သက်ပြီးတော့ကလေးတွေကိုအပြင်ကျောင်းမှာဘောလုံးဘောလုံးဆရာမအနေနဲ့ကျွန်တော်လုပ်နေတယ်ပြီးကြတော့အခုမန္တလေးအကယ်ဒမီမှာအခုလက်အခုရပိုင်းပေါ့ ကျွန်တော်မန်လေးအကယ်ဒမီမှာနွေရာသီဘောလုံးတင်တဲ့မှာကျွန်တော်အဲ့မှာသွားပြီးတော့ကလေးတို့သွားတင်ပြီးနေရပါတော့အခုဒီလိုဖြစ်လိုက်တော့ကြာတော့ကျွန်တော်ခဏနားလိုက်တာပါတော့ကိုရဲ့နေကြရင်တော့တင်တဲ့စင်းပွဲတော့လုံးမတာမဲ့အခုကကြာတော့ရက်ကနားလိုက်တော့ခုဒီတိုင်းပဲနေနေရပါတော့2006နောက်ပိုင်းကျွန်တော်လယ်ရွေးစင်ဘုံကနေပြီးတော့နားလိုက်တာပေါ့နားပြီးအပြင်မှာပဲကျွန်တော်နီးပြလောက်တယ်အခုလက်ရှိမှာတော့အဲအကြောင်းပါပဲလုံရင်းနဲ့ပဲဒီမိနဲ့ဖိနဲ့ပဲအတူတူနေနေရပါတော့ ကျွန်တော်တို့ရောက်တော့ဟိုဟိုဟာတော့ကိုဇင်မာဝန်းတို့ကိုမာလာဝင်းတို့ဟိုပြကြတော့တက်တက်ကိုတက်တို့ပေါ့နော်အခုကိုတက်တို့အဲတော်တော်များတယ်မဆန်းသိန်းတို့ကိုတင်ဆိုးတို့မူမူဝါအဲသူတို့ကစီနီယာကြတာပေါ့ကျွန်တော်တို့ကဂျူနီယာသွားကြတာတန်းထွေးနဲ့ကြတော့အဲရောက်တော့ကြတော့ကိုကအရန်အတူတူပဲနေတော့တကယ်ချင်းကအိုက်ကြတဲ့အရန်ရင်းနေပြီးတော့အခုချိန်လေးပေါ့နော်ဘယ်ဘာဖြစ်ဖြစ်အတူတူပဲသူတို့ကျွန်တော်တို့တရားတော့ဒါကတော့အမေနဲ့အဖေရဲ့အိမ်ကြီးပေါ့နော် မိနဲ့ဖေအိမ်ကြီးပြီမဲ့ကျွန်တော်တို့ဟိုပေါ့အခုမှဒီမှာကျွန်တော်တို့မိခိုပြီးနေရကျတော့မိသားစု၄စုတော့ရှိရပေါ့အမရဲ့အကူမိသားစုလည်းရှိရကျွန်တော်တို့မိသားစုအမေနဲ့ဖေဆို၄စုတော့ရှိရကျွန်တော်ကတော့အမေနဲ့အဖေနဲ့ပဲအတူတူတော့နေရပေါ့ကျွန်내ကတော့မိသားစုတော့ခွဲရပေါ့ဒါပေမဲ့ဒီအိမ်ကြီးမှာပဲနေရပေါ့အခုလည်းတော့ကျတော့ဒီငလင်းပြိုတော့ကျတော့ဒီနေစရာလေးကဒီနေရာပဲကွက်တော့အမေရဲ့အဖေရဲ့အဲကျွန်တော်သားနေရကျွန်တော်ရဆို၅ရောက်နေခဲ့တယ်အမနဲ့အကူကကျတော့ဟိုဘက်နေရလော့သူတို့နေရလိုလေးကိုရှာပြီးတော့အဲ့မှာပဲ ွားနေနေလိုက်တာပေါ့နော်နေစရာနည်းနည်းတော့ဟိုဟာဖြစ်လို့အင်းကအတီလင်းမပြိုသေးတော့ကြတော့နည်းနည်းကြောက်တော့ကြတော့ဒီဘက်တွေမနေရတော့ကျွန်တော်လွတ်တဲ့နေရာလေးကပ်ပြီးမိုးကထိုးပြနေတာအဲ့နေရာကြောင့်လေကျွန်တော်ကကျောင်းမှာကကျောင်းကျွန်တော်အလုပ်ရှိတော့မှကျွန်တော်မန္တလေးကိုသွားရတာမန္တလေးကိုသွားတော့အိမ်မအမေရဲ့အဖေရဲ့ကလေးတွေနဲ့အမားပဲကြံခဲ့တာပေါ့နော်အမားတို့အကိုတို့ပဲကြံခဲ့တာကျွန်တော်ကျောင်းကိုသွားတဲ့အချိန်မှာကျောင်းအဲ့စနစ်ထိုးပြီးရဲ့နောက်ပိုင်းမှာ အဲအเจ้าကခဏအစည်းအဝေးပွဲတွေပါပြီးတော့ကြပြန်မယ်လောက်တဲ့ချိန်မှာလှုပ်တော့အဲအเจ้าမှာကကြတော့ကလေးလေးတွေရှိတယ်အကိုရဲ့အကလေးလေးတွေရှိတော့ကြအဲကလေးတွေကိုကျွန်တော်ကလည်းလွတ်တဲ့နေရာဆွဲထုတ်ပြီးတော့လှုပ်ပြီးနေတာဒါပေမဲ့စိတ်ထဲမှာကြတော့တမျိုးဖြစ်နေတာဟိုပေါ့ဟိုစိတ်ထဲမှာနည်းနည်းတော့တမျိုးဖြစ်နေဆိုတာအရန်ပြင်းတော့ကြဒီဘက်ကိုစိတ်ပူသွားတာစိတ်ပူတော့ဖုံးဆက်မယ်လှုပ်တဲ့အချိန်ကျဖုံးလန့်လုံးဝမမိဘူးလုံးလုံးဝမမိတော့ကြကျွန်တော်တို့ဘာလုပ်လဲဆိုကျွန်တော်အဲ့မှာအမြန်ဆိုင်ကင်းနဲ့မောင်းပြီးတော့ အမြင်မောင်းလာပြီမောင်းလာပြီဒီဘက်ကိုရောက်တော့လေတရားကကျိုးသွားတော့ကျွန်တော်ဟိုဟိုကနေပြီးတော့ဒီဘက်ကိုဖြတ်ခွင့်မပေးဘူးမပေးတော့ကျွန်တော်ပြန်လာတာကဟိုလောက်နှစ်နာရီလောက်ပြန်လာတယ်ကျွန်တော်တို့အဲ့နာမှာကိုတရားနာမှာဟိုဟိုဘက်ကိုသွားသွားလို့ရလားမရလားဟိုကြီးလိုက်ဒီကြီးလိုက်နေလိုက်တန်းနဲ့အဲ့နာမှာ9နာရီခွဲလောက်ကြမှာဆက်လီဟုတ်တယ်တမန်အရင်ဇက်တွေပေါ့နော်ဇက်တွေကနေဆိုင်ငယ်တွေတင်ရမယ်ဆိုကျွန်တော်လဲဒီရဲ့အိမ်ရဲ့အခြေကဘာမှကိုမသိဘူး မတိတော့ကြတော့ကျွန်တော်ဆိုင်ကယ်ကိုအပက်ကတငယ်ချင်းစီပြစ်ထားခဲ့ပြီးတော့ကျွန်တော်လူကိုဆက်လေးနဲ့စီးပြီးဒီဘက်ကန်ကိုရောက်အောင်လာပြီးတော့ဒီဘက်မှာကားကြုံနဲ့အိမ်ကိုရောက်လာတော့ဒီလိုပုံစံအရင်မြင်တာပေါ့နော်ဖုံးလာလည်းမရဘူးဆိုတော့လေဒီရောက်တော့ကြတော့ဟိုဘက်တိုက်ကမားတွေတိုက်ကကြတော့ညီမလေးနဲ့တော်နေရကြတော့အဲ့ထက်မှပြီပြီဆုံးသွားတယ်အိမ်ကတော့ကျွန်တော်ဒီဘက်ကတွေကပြိုတာပေါ့နှလုံးအန်တီကကြတော့လေဟိုဟာဆီချိုဖြစ်တော့ခြေထောက်တစ်ဖက်ဖြတ်ထားတယ်ဖြတ်ထားတာလား ချက်ထားတော့သူကဂရေမော်ထိုင်းနေပေါ့ညီမဝမ်းကလေးအချိန်ညာထမင်းစားတဲ့အချိန်မှာလှုပ်သွားတော့သူအတော့ကိုပြေးပြီးတော့ပွေပွေလှမ်းပွေတဲ့အချိန်မှာ သူလည်းအလှမ်းရှိတဲ့အကုန်လုံးကပြိုကျသွားတာအဲ့အောက်မှာလေးယောက်ပိတ်မိသွားတယ်အမကကြတော့အမဘော်ကလည်းပြိုကျတယ်အမဝင်းခွဲဘော်လည်းပြိုကျတယ်ဒါပေမဲ့အပေါက်လေးတိတိကျန်တော့သူကထွက်လာတဲ့အချိန်မှာဘေးအိမ်ကဟိုဒီနားလာကဲတယောက်နဲ့တယောက်ဆွဲထုတ်တဲ့အချိန်မှာသူ့ကိုဝိုင်းထုတ်တော့သူကထွက်လာတယ်အခုဆုံးသွားတဲ့ညီမလေးရဲ့ခလေးလေးရှိရယ်ဆယ်နှစ်သားလေး ဲသူကလေးကလည်းနောက်ထပ်မိနစ်15မိနစ်မိနစ်20နေပြီးမှကလေးကလည်းအဲ့အပေါက်ထဲကထွက်လာတယ်ကလေးအကုန်ထွက်လာပြီးမှနောက်ထပ်မြေကအကုန်ပိတ်သွားတာဒီလူထွက်နိုင်တဲ့အပေါက်လေးကြံခဲ့ရပေါ့ကလေးလေးကတော့ခေါင်းလေးတော့ပေါက်သွားတယ်အမကကျတော့ဒီရဲ့ခန္ဓာကိုယ်တော့နည်းနည်းဟိုထိမိသွားပေါ့ဒီဟာလေးဒီဟာလေးတော့အခုတော့တက်တော့တက်တာသွားပါပြီရိုင်းမိတာတော့ဟိုလိုပြင်းပြင်းထန်ထန်ကြီးတော့မဖြစ်ဘူးဒါပေမဲ့အထက်ကနှစ်ယောက်ကတော့ဆုံးသွားရက်လက်ဆုံးကတော့ပြုတ်လုပြီးအကုန်လုပြီးပါပြီ ဒါပေမဲ့ဟိုတကြိုတဲ့နေ့တုန်းကကျတကြိုကကျတော့စကိုင်းကကျအထိနာလေအထိနာတော့ကျတော့ကျွန်တော်တို့တွေကားတွေပဲလာပြီးတော့လောင်းကိုပဲတင်သွားတယ်ကျွန်တော်တို့အိမ်သားတွေလိုက်ခွင့်မရှိဘူးလူများလို့ဆိုပြီးတော့တင်ပေးလိုက်ရတာပဲရှိရအဲ့လိုအဲ့လိုပဲလုပ်ပေးလိုက်ရတာကျွန်တော်တို့ကလေကျွန်တော်ကနာနာရေးတွေကကားတွေကလည်းမလောက်ဘူးထားစရာတွေကလည်းဟိုထားတဲ့အေးကောင်းတွေကလည်းမလောက်တော့ကြတော့အဲ့လိုမျိုးဖြစ်သွားတယ် မနေ့ညပိုင်း7နိုင်တို့ကိုရတယ်မနေ့9နိုင်တို့လောက်ကြအလောင်းလာတပြီးဒိုင်မတင်ထုတ်လိုက်ရတာဘာဖြစ်ဖြစ်အကိုကဒီຢာတွေပြီးလို့ရှင်နေစရာလေးကတော့ဘလို့နေလို့အဆင်ပြေသွားလို့ရှင်တော့အမေနဲ့အဖေတို့ကတော့အဓိကတော့သူတို့တဲ့အဓိကပဲပေါ့ကျွန်တော်တို့ကကြတော့လူငယ်ဆိုတော့အဆင်ပြေရလေသူတို့ကလူကြီးဆိုတော့တိတ်အဆင်မပြေတော့သူတို့အတွက်ပဲအဓိကဖြစ်နေနည်းနည်းစိတ်တော့စိတ် နည်းနည်းတော့စိတ်တော့နည်းနည်းပြက်တာပြက်တယ်ဆိုတော့ဟိုလိုရဲလို့မဟုတ်ပါဘူးဒီဟာကြီးမြင်ကွင်းညိုမြင်နေတဲ့ဟာကြီးကိုကျွန်တော်နည်းနည်းတော့စိတ်ထဲမှာတော့ခံစားရတာပေါ့နော်ဟိုလိုကိုကိုကိုတော့မအောင်တော့နေပါတယ်ကျွန်တော်ကိုကျွန်တော်တော့မအောင်တော့ဆိုတော့ဒီဟာကြီးပြန်လောက်အောင်မယ်ဆိုရအတွင်းနဲ့တော့နည်းနည်းတော့စိတ်တက်ကိုတော့မအောင်ပြန်တော့ထဲတာပေါ့တခါတည်းကကြာတော့စိတ်တော့တွေးလိုက်ရင်တော့စိတ်တော့ညစ်တာပေါ့ကျွန်တော်တို့အိမ်ပြန်ဆောက်ရင်လည်းအဲ မြေဆိုင်လေးပဲထရန်ကပဲသွားတော့မယ်နည်းနည်းအညစ်ဆိုရင်နည်းနည်းကိုကြောက်နေရလေအဲဒါကြောင့်မို့လို့ဘာဖြစ်ဖြစ်ဒီယာကြီးအကုန်ဖျက်ပြီးလို့ရှိရင်မြေညှိပြီးတော့ထရန်ကသမိုးနဲ့ပေါ့နေလို့အဲ့လိုမျိုးရားလဲပုံစံမျိုးလေးပဲသွားတော့မယ်လို့စဉ်းစားထားတယ်အမေတို့အဖေတို့ရောလေအမြင်ကြီးလည်းမသွားတော့ကြောက်လဲကြောက်သွားပြီအကုန်ဟိုနည်းနည်းတော့ဟိုကခက်တော့ခက်ခဲတာပေါ့ကွယ်ဘာလို့ဆိုတော့အခုတော့မှဟိုအိမ်ဖျက်ဖို့တော့မှဟိုမေးတာပေါ့နော်ဒီအိမ်ကျူဖြူချလို့တော့မှဟိုတနေ့ကမေးတော့ကြတော့ သိန်း30ဆိုလားမသိဘူးဒါပေမဲ့ပြန်ဆောင်ရအောင်ကြောင်းလည်းပုံပုံပါလေအဲအကြောင်းကျွန်တော်တို့ကခဏလေးနားနေပြီးတော့တဖြည်းဖြည်းနဲ့မှစဉ်းစားပြီးသွားဖို့တိုင်ပင်ထားတာအမေအမေတို့နဲ့